ဒီတော့ဗီဒီယိုကတော့ဒါရှင်စီကိန်းနာကဒီမေးဖြေတစ်ခုမှမဖြေနိုင်တာလားဒါမှမဟုတ်မဖြေခဲ့တာလားတော့မသိဘူးပေါ့နော်။ဒီမေးဖြေဗီဒီယိုမှာမေးခဲ့တဲ့မေးခွန်းကိုဒါမဖြေခဲ့ဘူးပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြစ္ဆုတ်ပံကံမဝါဒဆရာတော်ရှင်ညာနာကဖြေွားရလဲတွေ့ရတယ်။အဲ့တော့ဘာမေးထားလဲဆိုတာကိုစိတ်ဝင်စားရင်တော့ကြည့်လိုက်ပေါ့နော်။မင်္ဂလာပါရှင်ဗျာ။တမီးကတော့အင်္ဂလိပ်စာဒုတိယနှစ်မှာတဝက်တက္ကသိုလ်ပညာသင်ကြားနေတဲ့ကျောင်းသူဖြစ်ပါတယ်ဗျာ။ Can you speak English? အိန္ဒိယနိုင်ငံကဟိုဖျားပွေတဲ့ဒေသဖြစ်ပြီးတော့မြန်မာနိုင်ငံလောက်ပါဖြစ်လို့ဗုဒ္ဓဘာသာမထောကားရတာလေဗျာအဲ့တော့သိချင်လို့ပါဗျာသမီးရဲ့ဘယ်ဇာတိဒဝဲပါဗျာဘယ်မျိုးမှနေဘူးတော့ဒဝဲမှာပဲဗျာဒဝဲလူတွေကိုလိုက်မေးရင်ဒဝဲမှာမွေးလို့ဒဝဲမှာနေတဲ့သူ ရှိသလို့ ။တကွယ်မှာမွေးပြီတခြားမှာတွမ်းပြီးတော့မွေးတဲ့လူတွေနေတဲ့လူတွေလည်းမရှိဘူးလား။ရှိပါတယ်ဗျာ။အေးလေတဝယ်မျိုးမှာရောတခြားမျိုးမှာမွေးပြီးဒီမှာလာနေတဲ့သူတွေမရှိဘူးလား။ရှိပါတယ်ဗျာ။အဆင်ပြေတဲ့စီမှာနေကြတာမဟုတ်ဘူးလား။တိပါဗျာ။တမိမေးရတဲ့မေးခွန်းမေးခြင်းနဲ့စိတ်ကူးပေါ်တော့ကဘလို့စိတ်နဲ့မေးတာတော့အရင်သိချင်လို့ပေါ့ဖေဘာဖြစ်လို့လဲဆိုတော့ဟိုကအိန္ဒိယမှာဖျားပစ်တဲ့ပြီးတော့ ဘာဖြစ်လို့ဟိုဟာဗုဒ္ဓဘာသာတိတ်မကိုးကွယ်လဲလို့ခင်ဗျာမြန်မာနဲ့အိန္ဒိယဆိုတဲ့စာရိပီရိဖတ်လိုက်စေခြင်းနဲ့စာရိပီရိဖတ်လိုက်စေခြင်းနဲ့ဘုံဘဝမေကုန်းကိုမေးဖြေပြီးတော့ဝါဒနာပါတယ်ဒါပေမဲ့ကိုဖြေပြီးတဲ့ပုံမှာမူတည်ပြီးတော့တရုတ်သမီးတို့စာဖတ်ခြင်းစိတ်မရှိတော့ရင်ဘုံဘဝမှာအပြစ်ကြီးသွားတယ်စာဖတ်ရတယ် လူတယောက်ကဒီနေရာမှာနေဖို့ရအဆင်မပြေဘူးဆိုရင်အဆင်ပြေတဲ့နေရာမှာသွားနေရတယ်လို့ပဲဘုရားဘာသာဆိုတာအဲ့ဒီနေရာမှာအဆင်ကိုမပြေတော့ဘူးမပြေတော့လို့တခြားနေရာကိုရွှေ့သွားတဲ့သဘောမျိုးအဆင်ပြေထုံးကပြန်ပွားဖို့ရအဆင်ပြေတဲ့နေရာမျိုးကိုသွားရတာဟုတ်လားတမီးတမီးပါဗျာတမီးတို့သားတို့ဒီတက္ကသိုလ်ကျောင်းသူကျောင်းသားအရွယ်ဟာဘုံဘုံကမိကုန်းကိုဖြည့်ပေးခြင်းတာတဲ့ဒီမိကုန်းဘာလို့မေးတာလဲ ပြည့်ဟိုသမီးဆိုရင်ဒီလူတယောက်ကိုကိုတတ်တည်ဖို့ဆိုတဲ့ကိစ္စဆိုတာလူကြားတဲ့မေးဖို့တအားခဲရင်တာဘာလို့မေးတာလဲသူ့နောက်ခံ background ကိုဖုံးဖို့လမ်းကြည့်တယ်ဒါတမို့နာမည်ကို မေးကြည့်တယ်ကျေစင်ဆိုကလေးကကျေကျွေးတယ်ဆိုတာရှိတယ်လीကျေနေတာထက်ကျေကျွေးတာကိုပဲလူတွေကအသုံးများကြတာအခုသမီးတို့ကလည်းအခုသမီးကလည်းမေးလိုက်ပြီး ဒါလေးကစဉ်းစားကြည့်ရင်ကိုယ့်ကိုစဉ်းစားလို့ရတဲ့ဟာမျိုးလူတယောက်တောင်ဒီမှာမွေးမွေးတဲ့နေရာမှာနေရပါမယ်လို့ဘသူကမှစကြုပ်ချုပ်မထားဘူးလေဟုတ်လားသမီးဗုဒ္ဓဘာသာဟိုမှာနေလို့မဖြစ်တော့တဲ့အတွက်အဖြစ်စည်းခံရတဲ့အတွက်တနေရာကိုလူလိုပြောရင်ထွက်ပြေးပြီးတော့မှဒီမှာရှင်တန်ရတာလေဟုတ်ပလားသမီးအဲ့ဒါမျိုးမေခွန်းမေးတော့မယ်ဆိုရင်ကိုမေခွန်းကိုကိုဖြည့်အရင်ဖြည့်ကြည့်စေခြင်းနဲ့ အရင်ဖြေကြည့်စေခြင်းနဲ့ကဲခုပြောတာရှင်းမလားအသေးစိတ်သိချင်တော့စာအုပ်တွေကိုဖတ်ပါဗုဒ္ဓဘာသာတမိုင်တော်တမိန်တော်အေးဟုတ်ပြီကဲနောက်တရားခုနောက်ကနောက်ကတခုလိုမျိုးပေါ့နော်မေးဖြေပွဲကြီးလုံးနေပြီးတော့ဒါမေးတာကိုမဖြေဘူးမဖြေတာလည်းဒါစာမဖတ်ဖြစ်မှာဆိုလို့မဖြေတာဆိုတော့ကျွန်တော်တော့ဒါလွဲနေလို့ကျွန်တော်တော့မြင်တယ်စာမဖတ်ဖြစ်မှာဆိုလို့မဖြေဘူးဆိုရင်ပေါ့နော်ဘယ်မေးခွန်းကိုမှဒါဖြေရလဲလို့တော့မယ်လို့တော့မထင်ဘူးဗျ နောက်မှာတော့ဒါပိဿုဗံကမ္မဝါဒဆရာတော်ရှင်ညာနာရဲ့အဖြေပေါ့နော်ဒီကိစ္စနဲ့ပတ်သက်တဲ့အဖြေတော်လေးလေးစိတ်ဝင်စားစရာကောင်းတယ်ပြီးတော့ဒါရှင်ညာနာပြောတဲ့ချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်ပုဂ္ဂိုလ်စီကမှဘယ်ဓမ္မကရိကစီကမှဒီရနိုင်မှာမဟုတ်ဘူးပေါ့နော်ကြောင်းမေးတယ်ဒါကြောင့်တသာသနာတော်လုံးကတော့ဘယ်နေရာမှာပဲကြည့်ကြည့်ဒီနေရာမှာပဲကြည့်ကြည့်တခြားနေရာမှာပဲကြည့်ကြည့်အကုန်လုံးပရမတ္ထတစ္ဆာနဲ့အနတ္တသာသနာတော်ကြီးဖြစ်နေတယ်လို့ဒီလိုပြောရတယ်ဒါဘုန်းကြီးတွေလက်ထက်မှာတိတိသမတော်ကလှုပ်လိုက်လို့ ဖြစ်ပွားသွားတဲ့အနေထားအဲဒီလိုဆိုတော့ဒီပရမထတစ္ဆသာသနာတော်ကြီးကိုတန်ဃာတွေကနေဆောင်ပြီးလာလိုက်ကြတာနောက်အနည်း200လောက်ကြာတဲ့အခါကျတော့အနည်း200ကျော်လောက်ကြာတဲ့အခါကျတော့တင်ဃာယနာတခါတင်ညပြန်သေးတယ်အဲ့ဒီတင်တဲ့တင်ဃာယနာကိုတော့သတုဋ္ဌတင်ဃာယနာဆိုပြီးတော့ခေါ်တယ်မြောက်ပိုင်းမှာတင်တယ်မြောက်ပိုင်းဆိုတာအိန္ဒိယမြောက်ပိုင်းမှာကဏိရှကဆိုတဲ့ရှင်မြင်းကနေပြီးတော့တင်တယ်နောက်တောင်ပိုင်းမှာလည်းပဲတခါတင်တယ်တောင်ပိုင်းကျတော့ဘယ်သူကတင်တော့ဆိုတော့ တီဟူကျွန်းကနေပြီးတော့တင်တယ်တီဟူကျွန်းကတင်တဲ့သင်္ခါရဏကတိရိဒမတော့ကလက်ထက်ကတင်တဲ့သင်္ခါရဏအတိုင်းအကုန်လုံးရောက်ပိုင်းကတင်တဲ့သင်္ခါရဏကြသူတို့ဘာသာသူတို့ဖော်ထုတ်တဲ့တရားဓမ္မတွေအတော်များများပါနေပြီတောင်ပိုင်းကတင်တဲ့သင်္ခါရဏကြတော့ဘယ်လိုတင်တာတုံးလို့ဆိုတော့တို့ပါဇက်နဲ့ကြီးလဲဆောင်းထားလို့တော့မကြိုက်ဘူးလေဒီပါဇက်နဲ့ဆောင်းထားရတဲ့ဟာတွေကိုตาเยตาတွေလဲခေစားလာပြီဆိုတော့တို့ပေပေါ်ပဲတင်ကြတော့ဆိုဆိုတော့ပေပေါ်မှာတင်တယ်တင်တဲ့အခါကျတော့ ဘာတွေပါလာတယ်လဲဆိုတော့အဘိဓမ္မာခုနှစ်ကျမ်းလဲပါလာတယ်အဘိဓမ္မာခုနှစ်ကျမ်းဆိုတာလဲခင်ဗျားတို့ကြားဘူးကြမှာပါပြင်သမမြောက်ကျမ်းဟာဖြင့်တတ္တယသင်္ဃာယနာတင်တုံးကစိကြဆေးကြမေးကြမြန်းညဖြေးကြကြားကြတဲ့စစ်ဆေးမေးမြန်းဖြေးကြချက်တွေကိုမှတ်တမ်းတင်ထားတဲ့အဲ့ဒီသင်္ဃာယနာမှတ်တမ်းပါလို့ပြောရမှာအဲ့ဒီသင်္ဃာယနာမှတ်တမ်းကအဘိဓမ္မာခုနှစ်ကျမ်းစီရင်တဲ့မှာနာကျမ်းမြောက်ကျမ်းဖြစ်နေဝင်နေတာကိုဒီကနေ့ဘုန်းကြီးတွေလည်းပဲအတိလက်ခံနေကြတယ် အဲ့တော့ငါးချမ်းမြောက်ကျမ်းဖြစ်နေဝင်နေတာဖြစ်ပေမဲ့လည်းဒါလည်းအပြီးဒီမှာကျမ်းပဲဒါဖရားကနေပြီးတော့တာဝရင်သာတက်ဟောခဲ့တဲ့ကျမ်းဖြစ်တယ်ဆိုပြီးကြလားလက်ခံနေကြထုံးမယ်ဗျာအဲ့လည်းဒါဖရားဟောကျမ်းပဲဘယ်တော့မှပေါ်ပေါ်မပေါ်ပေါ်ဒါဖရားဟောပဲဖရားဟောကနေတပြားသားမှမလျှော့နိုင်ဘူးဆိုတဲ့အမျိုးပေါ့ဗျာအဲ့ဒီလိုမျိုးလို့ဖြစ်သွားတယ်အဲ့ဒီလိုနဲ့တန်ခါဟာဒီထေရဝါဒတန်ခါရောမဟာယာနတန်ခါရောတကဘာလုံးမှာရှိနေတဲ့တန်ခါအလုံးဟာတော့ဖြင့်ပရမတ္ထတစ္ဆာကိုတညီတညွတ်ထဲဥညွတ်ပြီးနေကြတယ် အဲထေရဝါဒနဲ့မဟာယာနဘာထူးတယ်လဲလို့ဆိုတော့ဒီတိရိသမတော်ကမရှိတဲ့နောက်ပိုင်းကျတော့မဟာယာနတွေလည်းပြန်ပြီးမဟာယာနဖြစ်နေပဲခေါင်းထောင်လာနောက်တော့တရုတ်ပြည်တို့ဂျပန်ပြည်တို့ကိုရီးယားတို့ဗီယက်နမ်တို့ဆိုတာတွေရောက်သွားတယ်နောက်တခါထေရဝါဒကတော့အိန္ဒိယနေပျောက်ပြက်ပြီးနောက်ဘယ်ရောက်လာလဲဆိုတော့တီဟိုးတို့ဗမာတို့ယူရီးယားတို့လောတို့ကမ္ဘောဒီးယားတို့ရောက်သွားတယ်ဒီလိုပြောမယ်ဆိုရင်ထေရဝါဒကမဟာယာနနဲ့စာလို့ရှိရင်တော့နည်းနည်းပါးပါးပဲရှိတယ်။မဟာယာနကထေရဝါဒဖြစ်တဲ့နိုင်ငံနေနဲ့စာလို့ရှိရင်တော့လူကြီးအတော်ကိုများပြားတယ်လို့ပြောရမယ်။ အဲထေရဝါဒကဘာကောင်းတယ်လဲလို့ဆိုတော့ဘုရားဟောခဲ့တဲ့ကတုတ်တံပုံစံကလေးတွေကိုမပြတ်အောင်ဆောင်ထားတယ်မဟာယာနကတော့ဘုရားဟောတဲ့တုတ်တံပုံစံလေးဆောင်တာဆောင်ပြီမဲ့နောက်ထပ်သူတို့လှုပ်ထားတဲ့တုတ်တံဖြစ်တဲ့တတ္တမဘုံတရိကတို့ဘာလို့ဆိုတဲ့တုတ်တံတွေကသိရှိတန်းရောက်ပြီးတော့နေနေတယ်ဒီလိုပြောမယ်ဆိုရင်မဟာယာနတုတ်တံတွေကဘုရားဟောအစ်စ်တွေမဟုတ်တော့ဘူးဘုရားဟောကိုမှီပြီးတော့ဖော်ထားတဲ့နောက်ထပ်တုတ်တံဖြစ်ဒီထေရဝါဒတုတ်တံတွေကတော့ဘုရားဟောတုတ်တံတွေဟုတ်နေလေတယ် ဒါပေမဲ့ဘုရားဟောတုတ်တန်နေဟုတ်ပေမဲ့ဘုရားဟောတုတ်တန်နေတဲ့မှာနောက်ထပ်ထပ်ပို့ပြီးတော့ရှင်းပွားထားတာဤတော့အများပြားတော့ဝင်နေတာရှိအဲဒီလိုနဲ့သာသနာတော်ကြီးဟာအရိယတိသသာသနာတော်အဖြစ်ကနေပြီးတော့ပရမတ္ထတိသသာသနာကိုရောက်လာအရိယတိသသာသနာတော်ကတော့ဘုရားကဟိန္ဒူပြမနဝါဒကိုနိုင်ဟိန္ဒူပြမနဝါဒသာဘုရားရှိမောက်ရောက်တယ်ဆိုပြားပြားမောက်ပေါ့ပုံလေးနည်းနည်းပြောအောင် ။ဒါရှင်ညာနာအခုပြောရတာကဒီဘုရားဘာသာကပေါ့နော်ဒီအဓိကဒါဒသနာပြောင်းသွားတယ်။အဲ့ဒသနာကဒါရိယသစ္စာကနေပရမတ္ထဘက်ကိုပြောင်းသွားတယ်။ပြောင်းသွားတဲ့ခေတ်ကလည်းဒါတခြားမဟုတ်ပေါ့နော်ကျွန်တော်တို့ဘုရားဘာသာဝင်နေတိုင်းသိတယ်အသီးဓမ္မတော့ကမင်းပေါ့နော်အဲ့လက်ထက်မှာပြောင်းသွားတယ်။ပြောင်းလာတော့မှပေါ့နော်ယိုးတန်းတန်းမဟုတ်ဘဲနဲ့တန်ခါရနာတီတော်မှဒါတင်ခဲ့တယ်ပေါ့နော်သောနာဒါနဆိုတဲ့ပုံနာကြီးတယောက်ဒီသောနာဒါနပုံနာကြီးက तू ကဒိတာပါမောခကြီး သူကတပည့်တွေအများကြီးကိုတင်ကြားပြီးတော့နေနေတယ်ဖះသူတို့မျိုးရွာကြွလာတယ်ဆိုတဲ့ခါကျတော့အုံအုံနဲ့ဖះကြီးကိုသွားကြအေးအားလုံးကသွားပြီးငါမသွားရင်တော့မကောင်းဘူးငါဆရာကြီးဆရာကြီးလုတဲ့သူငါတော့သွားမှာပဲသွားတဲ့ခါဖះကလည်းငါမသိတဲ့ဟာတွေရှောက်မေးငါမတော်တာတွေဖြေနေဆိုအချက်တွေပြန်ကွဲနေမလားနဲ့သူလည်းကြောက်ကြောက်နဲ့ဖះကြီးသွားသွားတဲ့ခါကျဖះကြီးရောက်တဲ့ခါကျတော့ဖះကနေပြီးတော့မေးတယ်ဒီသောနာပုံနာကြီးကပညာရှင်ဒီမျိုးရဲ့ဓာတ်ထောက်ကြီးလို့ပြောမေးတယ်ပုံနာကြီးတဲ့ မင်းတို့ဒီဗျမနာမှာတဲ့ဗျမနာအစစ်ဖြစ်ဖို့ရန်အတွက်အင်္ဂါချက်အလက်တွေဘာရီကျင်300တုံးလို့မေးတယ်ဆိုလိုတာကတော့အင်္ဂါဘယ်နှပါးရှိတော့လို့မေးတော့၅ပါးရှိပါတယ်ဖုရားလို့ပြောတယ်ဘာရီတော့ဘုံနာကြီးပြောသမှာအောင်လို့ပြောတဲ့အခါကျသူသိတဲ့အကြောင်းအရာတွေမေးတာဆိုတော့ဘုံနာကြီးလည်းဝမ်းသာလို့ဖြေရတာလည်းကြည်မောလို့ပေါ့သူကလည်းဗျမနာကျမ်းတွေကိုကြွမ်းတာ哦အဲ့တော့ဘာဘာရီတော့ဘုံနာကြီးရဲ့လို့ဖုရားမေးတဲ့အခါကျတော့ ဒီပြီးတော့ပုံနာမိဘနှစ်ပါးအစ်စ်ကမွေးဖွားတဲ့သူသားသမီးလည်းဖြစ်ရပါမယ်ဖေဖေတစ်ချက်နောက်တစ်ချက်ကဝေဒကျမ်းစာတွေကိုမပြတ်လည်းပဲရွတ်ဖတ်တရစေရပါမယ်ဖေဖေတစ်ချက်နောက်တစ်ချက်ကလည်းရုပ်ချင်းယူပကာနဲ့လည်းပဲပြည့်စုံရပါမယ်ဖေဖေသုံးချက်နောက်တစ်ချက်ကလည်းအကျင့်သီလနဲ့လည်းပဲပြည့်စုံရပါမယ်ဖေဖေလေးချက်နောက်တစ်ချက်ကတော့အသိပညာနဲ့လည်းပြည့်စုံရပါမယ်ဖေဖေဆိုတော့ငါးချက်အဲဒီလိုမျိုးလို့အချက်၅ချက်နဲ့ပြည့်စုံတဲ့သူဆိုရင်တော့ ဒါဗြဟ္မဏအစ်စ်ပါပဲလို့ပုံနာကြီးရဲ့လျှောက်ပုံနာကြီးရဲ့လျှောက်တဲ့အခါကျတော့ဖះကနေပြီးတော့စစ်တယ်ဘယ်လိုစစ်လဲဆိုရင်အပုံနာကြီးတဲ့မိဘနှစ်ပါးကတော့ပုံနာအစ်စ်မဟုတ်ဘူးကျန်တဲ့တာမန်လူတွေကပဲမွေးတာပဲသူကရုပ်သိမ်းယူပကာနဲ့လည်းပြည့်စုံတယ်ဗြဟ္မဏကျမ်းစာတွေလည်းပဲတရဇယ်ပြီးတော့ကျွမ်းကျင်နေတယ်အကျင့်တိလားတွေနဲ့လည်းပြည့်စုံတယ်အသိပညာနဲ့လည်းပြည့်စုံတယ်ဆိုရင်အဲ့ဒီသူ့ကိုဗြဟ္မဏလို့မခေါ်နိုင်ဘူးလားလို့မေးတဲ့အခါကျတော့ ယမနာပုံနာကြီးသောနာဌာနဘယ်လိုဖြေလဲဆိုတော့ခေါ်နိုင်ပါတယ်ဗျာလို့ဖြေတယ်ဖြေတယ်ဆိုရင်မဲသူ့ရဲ့နောက်ကနေပါလာတယ်သူ့တပည့်တပန်းနေရနေပြီးတော့ဟာဆရာကြီးဘယ်လိုလုပ်တာလဲရှင်ကောဓမကနေပြီးတော့တကယ်ပုံနာကျမ်းစာတွေကိုချိုးဖြတ်နေတာကိုဆရာကြီးကဘာလို့လိုက်ပြီးသဘောတူရတာလဲလို့မကျေနပ်ကြမကျေနပ်တဲ့အခါကျဘုရားကနေပြီးတော့ဘာပြောလဲဆိုတော့အေးမင်းတို့နောက်ကနေရုပ်ရုပ်ရုပ်မလုပ်နဲ့တဲ့တကယ်လို့မင်းတို့ကဒီအခုငါသောနာဌာနနဲ့ပြောနေတဲ့အခါမှာ သောဏဒန္တထက်မင်းတို့ကပို့ပြီးအတိရှိတယ်လို့ဆိုလို့ရှိရင်ရှေ့မင်းတို့တက်ခဲ့သောဏဒန္တနောက်သွားတကယ်လို့သောဏဒန္တလောက်မင်းတို့ကအတိရှိတာမဟုတ်ဘူးလို့ဆိုလို့ရှိရင်သောဏဒန္တပြောတဲ့စကားကိုမင်းတို့ကကန်းကန်းကွက်ကွက်နဲ့မလုံးနဲ့လို့ဟောဒီလိုမျိုးလေးပြားနေပြီးတော့ဗရိတ်အုပ်ပေးလိုက်ဘယ်သူတို့ဘာလုံနိုင်မှာတုံးပေါ့မလုံနိုင်တဲ့အခါကျဘုရားကနေနောက်တစ်ခုမေးတယ်တကယ်လို့ရုပ်သိမ်းယူပကမလှဘူးကွာတဲ့တွားတွေလည်းကြိုးရင်ကြိုးနေမယ်ပေါ့ဘယ်ရည်တွေလည်းတွန့်ရင်တွန့်နေမယ်ပေါ့ ပြောမယ်ဆိုရင်တော့လက်တွေလည်းကောက်ချင်ကောက်နေမှာပေါ့မျက်စီလည်းဆွေဆောင်ရင်ဆွေဆောင်နေမှာပေါ့ဒါပေမဲ့ပြမနာကျမ်းစာတွေကိုတရစဲတယ်သီလာတွေနဲ့လည်းပြည့်စုံတယ်ပညာတွေနဲ့လည်းပြည့်စုံတယ်ဒီပုဂ္ဂိုလ်ဆိုရင်ဟောကွာပြမနာလို့မခေါ်နိုင်ဘူးလားလို့ဆိုတော့အာဒါလည်းခေါ်ရမှာပဲဖရာလို့ပဲဟောဒီပြမနာကြီးကနေလျှောက်တယ်ဗျာနောက်တခါတည်းပြမနာကျမ်းစာလည်းမရွတ်ဖတ်ဘူးကွာမိဘကလည်းပဲပုံနာမျိုးရုံးမဟုတ်ဘူးရုပ်သိမ်းယူပကံနဲ့လည်းမပြည့်စုံဘူးဒါပေမဲ့လည်းသူသီလာတွေရှိတယ်သူပညာတွေရှိတယ် အဲ့ဒါလို့ဆိုရင်တော့သူ့ယမနာလို့မခေါ်နိုင်ဘူးလားဆိုတော့အာဒါလည်းခေါ်နိုင်တာပဲဖရာလို့ပဲလိုက်နာတယ်ဗျဆိုလိုတာတော့သီလနဲ့ပညာနှစ်ခုတည်းကြံတော့တယ်နှစ်ခုတည်းကြံတဲ့အဆင့်အထိယမနာလို့ပြောနိုင်တယ်လို့ဒီပုံသားကြီးကအတည်ပြုပေးသွားတယ်ဆိုလိုတာကတော့ဖရာလက်ထက်ကယမနာဆိုရင်ဖရာကနိုင်လိုက်ပုံဖြစ်ခြင်းအကြောင်းပြောတယ်ဘာဖြစ်လို့လဲဖရာကအရိယတစ္ဆာဟောသမားပဲသူတို့ကပရမတ္ထတစ္ဆာကျင့်သမားဆိုတော့ရှုံးကုန်ဒီထဲမှာနှစ်နှစ်ရာကြာလို့ သီရိဓမ္မတော့ကလက်ထက်ရောက်တဲ့အခါကျတော့ကျုပ်တို့ရဲ့ဘုရားတာသနာကိုယ်တိုင်ကပရမတ္ထတိသတာသနာဖြစ်သွားပြီအဲ့ဒီအခါကျတော့ဘာလို့တလဲလို့ဆိုတော့ပုံနာတွေကထလာပြီယမနာတွေကထလာပြီယမနာဝါဒကဘယ်လိုထလာတယ်လဲလို့ဆိုတဲ့အခါကျတော့သူတို့လည်းပရမတ္ထတိသတို့လည်းပရမတ္ထတိသပဲသူတို့ကိုတို့တိုက်ရမယ်ဆိုပြီးတော့ဘုဒ္ဓဘာသာကိုပြန်တိုက်လာပြီနာလန္ဒာဆိုတဲ့တက္ကသိုလ်ကြီးတစ်ခုဖွင့်ပြီးတော့ဘုန်းကြီးတစ်တောင်းလောက်တင်ကြားပို့ချပြီးနေတဲ့ဒီမှာ အဲ့ဒီပြင်မနာတဲ့ကတော်တော်ညံထက်တဲ့ပုံကိုလေးတောက်ကိုရင်ဝတ်ပြီးတော့ဒီတက်ကတူအတက်ခိုင်းအတက်ခိုင်းတော့ဒီကိုရင်လေးကလည်းပဲတက်ကတူတက်လို့ပညာတွေအကုန်စုံတဲ့အခါကျတော့သူ့လူကျောင်းသားချင်းချင်းဆွေးနွေးတယ်ဆွေးနွေးလို့အကုန်လုံးနိုင်တဲ့အခါကျတော့ကတိကာတွေနဲ့ဆွေးနွေးတယ်ကတိကာတွေကိုလည်းပဲအကုန်လုံးနိုင်တဲ့အခါကျတော့ပါမောက္ခရုပ်နဲ့တက်ဆွေးနွေးတယ်နောက်ဆုံးမိပါမောက္ခရုပ်တောင်ရှုံးသွားတယ်ဗျာအဲ့ဒီပါမောက္ခရုပ်တောင်ရှုံးသွားတဲ့အခါကျတော့ဒီကိုရင်ကတော့သူ့အောင်ပွဲခံသွားပြီ သူကပါဟိန္ဒူထဲပြန်သွားပြီပြန်သွားပြီးတော့ဟိန္ဒူတောင်ပိုင်းမှာအိန္ဒိယပြည်တောင်ပိုင်းမှာသူကတက္ကသိုလ်တစ်ခုဖွင့်တက္ကသိုလ်တစ်ခုဖွင့်ပြီးတခါလာသူကပညာသင်ကြပေးတယ်နောက်တခါဦးမြောက်ပိုင်းကိုခြေခြေကြွမြောက်ပိုင်းကိုခြေခြေကြွပြီးတော့အဲ့ဒီမြောက်ပိုင်းကိုလည်းပဲသူကနေပြီးတော့သွားတဲ့အခါမှာဘုန်းကြီးတွေကိုစိတ်ခေါ်သွားတယ်ငါသွားတဲ့အခါမှာဘုန်းကြီးတွေကိုစိတ်ခေါ်သွားတယ်ငါယူသားကိုကြော်လွန်လုံနိုင်တဲ့သူရှင်လာခဲ့ငါနဲ့တွေ့ပါ ငါယူသကြော်လွန်အောင်လုပ်နိုင်တဲ့သူဆိုရင်ငါကနေပြီးတော့အဲ့ဒီသူ့ကိုထိကပ်မယ်တကယ်လို့ငါယူသကိုမကြော်လွန်နိုင်တဲ့သူဆိုရင်တော့ငါကိုထိကပ်ရမယ်အဲ့ဒီလိုမျိုးနဲ့သူကစိန်ခေါ်သွားတာဘုန်းကြီးတွေအကုန်ရှုံးကုန်တာပဲလို့ပြောကြသူသူသွားတဲ့လမ်းတစ်လျှောက်မှာဘုန်းကြီးတွေရှုံးကုန်ကြအဲ့နဲ့သူလည်းမြောက်ပိုင်းကျတော့တက္ကသိုလ်တစ်ခုတည်းတယ်မြောက်ပိုင်းမှာတက္ကသိုလ်တစ်ခုတောင်ပိုင်းမှာတက္ကသိုလ်တစ်ခု तू ကဟိန္ဒူဝါဒရဲ့အဋ္ဌကထာတွေကိုရေးတယ်အတိရေးတာ तू ကလည်းပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်က ကြာရရလို့ဘယ်လိုခေါ်လဲဒီကြာရရကအသက်ကဘယ်လောက်ရှိသေးတယ်ဆိုအသက်ကလေးအသိ30လို့ပြောပါမယ်နော်သူသေးသွားတော့အသက်30လောက်မှသေးသွားတာအဲ့ဒါလောက်သေးသွားပြီမယ်ဒီကနေ့တော့ဟိန္ဒူဘာသာရဲ့တကယ့်ဖခင်ကြီးလို့ပြောကြတယ်ကျွတ်တို့ဗုဒ္ဓဘာသာကိုဗုဒ္ဓကနေပြီးတော့ဟိန္ဒူဘာသာကိုနိုင်ပြီးတကလာအိန္ဒိယကိုလွှမ်းမိုးတော့အောင်လုပ်နိုင်ခဲ့ရာနေပြီးတော့ဟောသူ့လက်ထက်ရောက်တဲ့အခါကျကျွတ်တို့ဘာသာပြားပြားမှောက်သွားပြီးတော့သူတို့နိုင်သွားတယ်လို့ပြောရမှာပဲ ူပြောနေတဲ့အကြောင်းအရာတွေကဒါကျွန်တော်တို့မသိတဲ့ပုံတော့တမန်ရတာတခြားမျက်နာတစ်ခုလိုပဲပြောရမယ်။အများသိကြတာကဒါစစ်တွေဘာတွေဖြစ်တယ်ပုံတော့ဖြစ်တဲ့အချိန်မှာဒီတိုက်ခံရတဲ့တက်ခံရတဲ့ဒီရဟန်းတော်တွေပုံတော့အဲ့လိုမျိုးပဲကျွန်တော်တို့ကသိကြတာတနည်းအားဖြင့်ဒါအကျဉ်းနည်းအားဖြင့်ကျွန်တော်တို့ကဒါသာသနာ क्वे ခဲ့တယ်ပေါ့နော်အဲ့တော့ဒါအခုပြောနေတဲ့အကြောင်းအရာရဆိုရင်ပြောလို့ရင်ဒါအကျဉ်းနည်းပဲရှုံးတာမဟုတ်ပဲနဲ့ပေါ့နော်ဝါတာရေးရာရအဲ user ရေးရာရကိုကဒါရှုံးနေခဲ့တယ်လို့တတ်မှတ်ရမယ့်သဘောဖြစ်သွားတယ်ပေါ့နော် ကြာရဲရလှုပ်သွားတယ်ကအဲဒီလိုနဲ့ကျုပ်တို့ဘာသာဟာအိန္ဒိယပြည်အလယ်ပိုင်းဟိန္ဒူလွန်မိုးတဲ့နေရာမှန်သမျှကျုပ်တို့အကုန်ထွက်ပြေးရတော့တာအိန္ဒိယပြည်အလယ်ပိုင်းမှာမရှိတော့အိန္ဒိယပြည်အစောဖျားဖြစ်တဲ့ဘင်္ဂလားဒေ့ဒီဘက်နာဟိုဘက်နာကဆိုပါကစ္စတန်ဟိုဘက်နာကဆိုအာဖဂန်နစ္စတန်အဲဒီလိုအိန္ဒိယရဲ့အစောဖျားဒေသတွေလောက်မှာပဲဗုဒ္ဓဘာသာရှိတယ်ဟိန္ဒူကဗုဒ္ဓဘာသာကိုနိုင်သွားတာအကြောင်းပြောတာနော်ဘာဖြစ်လို့နိုင်သွားတာတော့ဆိုရင် ဓာတနာပြောင်းသွားလို့ပရမတ္ထတိသဓာတနာအဖြစ်နဲ့ကိုအရိယတိသဓာတနာအဖြစ်ကနေပြောင်းသွားလို့ကျွတ်တို့ဘုရားရဲ့ဓာတနာကအရိယတိသဓာတနာပရမတ္ထတိသဓာတနာဆိုတာကတော်တော်စောစောပိုင်းတုန်းကပြောခဲ့တယ်ကပိလရဲ့ဓာတနာလေအဲဒါလို့ဆိုတော့ဟိန္ဒူဓာတနာအဲ့ဒီဟိန္ဒူဓာတနာတဲ့ကျွတ်တို့ကပြန်ရောက်သွားတော့ဟိန္ဒူရဲ့ဝါစာတာကိုကျွတ်တို့ခံရတာပေါ့ခံတော့ဟိန္ဒူအိန္ဒိယပြည်လေပိုင်းမှာကျွတ်တို့ဘုရားဘာသာပြောင်းအဲ့ဒါလို့ပြောင်းပြီးနေတော့မှနောက်တစ်ခါ မု슬င်ဆိုပြီးတော့အာရိပြားထဲမှာပေါ်လာပြန်တယ်မု슬င်ဆိုတာပေါ်လာတော့မု슬င်ကခရိယာနေနဲ့တိုက်ကြတယ်ဘယ်လောက်ဒီတိုက်တယ်လဲလို့ဆိုတော့ဥရောပတိုက်ကြီးမှာ the whole empire ဆိုပြီးတော့တခါတည်းဘုရားသခင်ရဲ့သာသနာ empire ကြီးပဲဆိုပြီးတော့ဥရောပတိုက်ကြီးတစ်ခုလုံးမှာသူကဘာသွားလို့တလဲလို့ဆိုတဲ့အခါကျမု슬င်တွေကသွားတိုက်မိတရားကြတယ်လို့ပြောတယ်ဂရုစိတ်စစ်ပွဲဆိုပြီးတော့အဲ့ဒီမှာဂရုစိတ်စစ်ပွဲကြီးတိုက်နေရင်တခါတည်းသူတို့အရှိပဲလဲနေချက်ပြီးတိုက်လာအိန္ဒိယလည်းတိုက် အိန္ဒိယတိုက်တဲ့အခါကျဟိန္ဒူတွေကိုတိုက်ဟိန္ဒူရှင်မင်းတွေအကုန်ရှုံးကုန်ရှုံးကုန်မဲ့ဟိန္ဒူဘာသာကိုတော့မွတ်စလင်ဘာသာကမနိုင်ဘူးဗျာမနိုင်ဘူးမွတ်စလင်ဘာသာကိုမွတ်စလင်ဘာသာကဟိန္ဒူဘာသာကိုမဝါမျိုးနိုင်ဘူးမဝါမျိုးနိုင်ပေမဲ့လို့ဟိန္ဒူဘာသာကဝါမျိုးတာကိုမခံနိုင်လို့ထွက်ပြေးနေကြရတဲ့အိန္ဒိယတိုက်ရဲ့နယ်ပယ်မှာရှိနေတဲ့နိုင်ငံလေးတွေကဗုဒ္ဓဘာသာတွေတော့ကျူး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 ဝါစာပြလိုက်တာမွတ်စလင်က ဒီကနေ့ဘင်္ဂလားဒေ့အကုန်လုံးမွတ်စလင်တွေဖြစ်ပါကစ္စတန်အကုန်လုံးမွတ်စလင်တွေဖြစ်အာဖဂန်နစ္စတန်အကုန်လုံးမွတ်စလင်တွေဖြစ်ဒီတော့တော့ကျွတ်တော့အခုပြောလာတာကတန်ခါသမိုင်းတန်ခါသမိုင်းပြောလာတဲ့ခါကျတော့တန်ခါဒီဟာဘယ်လိုဖြစ်တာတုံးမေးရင်ဒုဗျာလက်ထက်တုန်းကတန်ခါတွေကဘယ်လိုဒုဗျာမရှိလို့နှစ်တရာကြတဲ့ခါကျတော့တန်ခါတွေကဘယ်လိုနောက်ဒုဗျာမရှိလို့နှစ်နှစ်ရာကြတဲ့ခါကျတော့တန်ခါတွေကဘယ်လိုဒုဗျာမရှိလို့နှစ်၄၀၀ကြတဲ့ခါကျတော့တန်ခါတွေကဘယ်လိုဒီအစဉ်လေးပြောလာခဲ့တာ အခုဘယ်ရောက်လာလဲလို့ဆိုတဲ့အခါကျတော့တို့ဘုရားမရှိလို့တန်ဃာတွေကနှစ်၄900လောက်ဖြစ်တဲ့အခါကျတော့မူဇီလင်တွေကပြန်စားတာခံရပြီနော်ဟိန္ဒူတွေကပြန်စားတာခံရပြီထွက်ပြေးရပြီကျတို့ဗုဒ္ဓဘာသာကြီးအိန္ဒိယတိုက်ကထွက်ပြေးရအိန္ဒိယတိုက်ကထွက်ပြေးရပြီမဲ့တိုက်အကုန်လုံးကတော့လွင့်စင်မသွားသေးဘူးတိုက်ရှားနာတွေမှာကျတို့ကရှိနေတယ်ဟိန္ဒူကလည်းအဲ့ဒီအထိလိုက်မတိုက်ဘူးဒီထဲမှာမူဇီလင်ကနေတခါလာတိုက်ပြန်တဲ့အခါကျတော့ ဟောပရမတ္ထတစ္ဆဝါဒဖြစ်တယ်ကျုပ်တို့ဘုရားဘာသာဟာမု슬လင်တွေကိုအကုန်ရှုံးပေးရမု슬လင်တွေအိန္ဒိယတိုင်းလုံးကိုကျုပ်တို့ဘုရားဘာသာရဲ့နေရာတွေအကုန်ပြန်ယူလိုက်အဲ့ဒါကျုပ်တို့ဘုရားဘာသာအိန္ဒိယမှာကွယ်ရောမု슬လင်တွေဖြစ်လို့ဖြစ်ဟိန္ဒူတွေဖြစ်လို့ဖြစ်နေဖြစ်နေရောအဲ့တော့ကျုပ်တို့ဘုရားဘာသာဟာအလုံးကိုနိုင်ခဲ့တဲ့ဘာသာကနေပြီးတော့ဟိန္ဒူကိုလည်းရှုံးပါတယ်မု슬လင်ကိုလည်းရှုံးပါတယ်လို့ကျုပ်တို့ပြောရအောင် ကိုเจ้าရာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေပေါ့နော်ဒီ YouTube မှာဒါတန်ခါသမိုင်းဆိုပြီးတော့ရရှာလိုက်လို့ရတယ်အပိုင်းကတော့ဒါ3ပိုင်းလား4ပိုင်းလားမသိရှိတယ်ပေါ့နော်နောက်ဆက်တွဲရှုံးနေမှုတွေကြောင်းလဲပါလိမ့်မယ်ဗျဘာတွေရှုံးလဲဆိုရင်ခရီးရန်တွေလည်းရှုံးတယ်အဲ social link တွေလည်းရှုံးတယ် community တွေလည်းရှုံးတယ်အဲ့တော့ကိုလေးစိတ်ဝင်စားစရာကောင်းတဲ့ဒီเจ้าရာတွေပေါ့နော်